တနေ့မှာကျေးရွာတဲကအသက်အကြီးဆုံးတောင်ကြီးတကောင်ကျေးရွာသူကြီးရဲ့အနစ်ချို့တောင်ကိုအွန်လိုင်းကလိုက်ကိုက်ဖြစ်ခဲ့ပါတယ်တောင်ကြီးဟာအတော်လေးထိခိုက်သွားပြီးကျေးရွာသူကြီးရဲ့ဒေါသကိုခံလိုက်ရပါတယ်ကျေးရွာသူကြီးကဒီခွေးကို တောင်တွေနားမကက်နိုင်အောင်အရင်လိုမဖြစ်ရလေအောင် အစီမံတစ်ခုလုပ်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်ရုတ်တရက်တောင်ကြီးကအွန်လိုင်းကို ပြန်လည်တိုက်ခိုက်လိုက်ပါတယ် တောင်းရဲ့ခြေသေးတွေနှုတ်သီးတွေနဲ့အွန်လိုင်းကိုထိုးဆိုပြီးခွေးကြီးဟာအံအားတင့်သွားပါတယ်။အွန်လိုင်းဟာဘယ်တော့မှမထင်ထားတဲ့အရှုံးကိုခံလိုက်ရပြီးတောင်းတွေကိုကြောက်သွားပါတယ်။အဲ့ဒီနေကစပြီးအွန်လိုင်းဟာဒေါင်းတွေကိုရှောင်ပြေးတက်သွားပြီးကြေးရွာမှာလည်းဒေါင်းတွေအေးအေးဆေးဆေးနေနိုင်သွားပါတယ်။တင်ခန်းစာတခါတလေကြောက်စရာကောင်းတဲ့အပြုမူတွေကို ပြင်ဆင်ဖို့အတွက်တင်းတော်နဲ့စိန်ခေါ်မှုတစ်ခုက အကောင်းဆုံးတင်ခန်းစာဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့တကယ်တော့အွန်လိုင်းဟာခွေးတကောင်ပါပဲ